ရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယို မနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄၃မဂါဟတ်စကနေဖမ်းယူနိုင်စင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့ နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအင်ဒိုမီတာ16မီတာစက်ကွန်တက်တမ9မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါရယ်ရှင် င်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းပါရှိကြပါစေလို့မြစည်းမရေဒီယိုဖွင့်သူဖွေသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နိုမာလာ16ရက်နေ့ဗုဒ္ဓဦးနေ့မနက်ပိုင်းမြစည်းမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00ကနေ9:00ခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဆိုင်းခမ်းပါဒီကနေ့မနက်နားဆင်ရမယ့်အစီအစဉ်တွေကတော့ NUCC အဖွဲ့ဝင်ဖြစ်ကနေ KNU နဲ့ KNPP တို့ယာယီရက်ဆိုင်တဲ့တဲ့တွင်နဲ့အတူ ကျောင်းသူကျောင်းသားတွေကြိုတင်မဲပေးဖို့စစ်ကော်မရှင်ဖိအားပေးတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါသတင်းတွေပြီးမှာတော့ key to head ကျမရေးအစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာမင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ် အမျိုးသားညညရေးတိုင်ပင်ခံကောင်စီ NUCC ကနေကရင်မျိုးသားအစည်းအရုံး KNU နဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ကအဖွဲ့ဝင်အဖြစ်ကနေယာယီရက်ဆိုင်လိုက်ပါတယ်။ NUCC မှာပါဝင်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးယာယီရက်ဆိုင်ဖို့အတွက်ကောင်စီကိုစာပို့ထားကြောင်း KNU ပြောရေးဆိုခွင့်ရှိသူဘဒုစောတော်နီကမြစမကိုပြောပါတယ်။အလားတူပဲ NUCC ကနေနှုတ်ထွက်တဲ့အကြောင်းကိုလည်း KNPP အတွင်ရေးမှူးဦးအောင်စံမြင့်က MPA သတင်းဌာနကိုအတည်ပြုပြောဆိုထားပါတယ်။ အန်ယူစီစီကို CRPH NUG ကိုယ်စားလှယ်တွေတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအရက်ပတ်လူမှုအဖွဲ့အစည်းတွေအထွေထွေသပိတ်ကော်မတီတွေနဲ့ပြီးခဲ့တဲ့2021ခုနှစ်မတ်လ10ရက်နေ့မှာစတင်စုဖွဲ့ခဲ့တာပါပြီးခဲ့တဲ့2022ခုနှစ်မှာလည်း NUCC မှာပါဝင်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ကချင် Political Interim Coordination Team KPIT တို့ကအသီးသီးနှုတ်ထွက်ရန်နာခဲ့ကြပါဗျာ။ ခုလို NUCC ကနေ KNU နဲ့ KNPP လိုမျိုးအရေးပါတဲ့တိုင်းရင်းသားအဖွဲ့တွေနှုတ်ထွက်သွားလို့ရှိရင် NUCC ရဲ့တိုင်းရင်းသားကိုစားပြုမှုဟာရော့ကျပြီးတော့နိုင်ငံရေးဩဇာတိတိတသာကျဆင်းသွားနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစူပေါင်းတိုက်ခိုက်ခဲ့ရမှာရဲလေးဦးသေဆုံးသွားတယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့ဒေသကာကွယ်ရေးတပ် Rocket Fighter အဖွဲ့တာဝန်ရှိသူစီကတရားပါတယ်။ ာစီထောင်ဝန်းဤမီတာ100ခန့်အကွာရဲအင်အား30ခန့်ရှိတဲ့ရဲစခန်းကို နိုမာလာ18ရက်နေ့မနက်9:00နာရီအချိန်မှာကာကွယ်ရေးတပ်ဖွဲ့တွေစူပေါင်းတိုက်ခိုက်ခဲ့တာပါသူတို့စခန်းကိုအလင်းငိုက်ဝင်တိုက်တာပါမျက်မြင်ရဲလျောက်သေးပါတယ်တေဆုံးသူနဲ့တိုင်ရရတဲ့သူတွေကိုတော့ထောင်ထဲတည်သွားတယ်လို့သိရတယ်လို့ Rocket Fighter တာဝန်ခံလာပြေကမျက်စိမှာကိုပြောပါတယ်တေဆုံးထိခိုက်မှုတွေနဲ့ပတ်သက်လို့မြစည်းမကတိချအတီးပြူနိုင်တာမရှိသေးပါဘူး ရေစကန်သိမ်းဖို့ရည်ရွယ်တိုက်ခိုက်ခဲ့ပေမဲ့တိုက်ပွဲဖြစ်ပွားချိန်တနအီကျော်မှာတာစီထောင်ဘက်က စနိုက်ပါဆက်ကလေးတွေနဲ့ပြစ်အားနဲ့စစ်ကူတွေရောက်လာတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေစုခွာခဲ့ရတာလို့သူကဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ချင်းတွင်းຫນွေဦးတော်လိုင်းအင်အားစု CSIF ညာဦးခရိုင်တရင်အမှတ်3ဗိုလ်ကြီးအဖွဲ့တပည့်ရင်း PO ဘူတလင်းတပ်ပေါင်းစုမြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့နေမြေကန်တပ်ဖွဲ့တွေစုပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါဗျ အခုတိုက်ပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒေသခံတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ပြီးအမန်တကယ်စစ်ကော်မရှင်ကိုတိုက်ခိုက်နေသူတွေနဲ့လက်တွဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့တာဝန်ခံလာပြီးကဆက်ပြောပါရယ်။နေမြေတွင်ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်းတိုက်ပွဲတစ်ပွဲပြီးဆုံးရင်ခဲယမ်းပြန်လည်ဖြစ်တင်ဖို့အခက်အခဲရှိပြီးဆက်လက်ပြီးတိုက်ပွဲတွေပေါ်ဆောင်နိုင်ဖို့အကူအညီပေးကြဖို့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြည်သူတွေကိုမြစ်တာရက်ခံထားပါရယ်ခင်ဗျာ။ ကရင်မျိုးသောအစီယုံ KNU ဘဟုရဲ့ရက်တီချက်နဲ့အညီစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုထိန်းချုပ်နေမြေတဲမှာခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမယ်လို့ KNU ဒုသတူခရိုင်တထုံခရိုင်ကဒီကနေ့နိုဝင်ဘာ16ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။ KNU ဘဟုကဆရာနာရှင်တပ်စုရှိရဲ့အတွက်ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းအသိပေးထုတ်ပြန်ထားတဲ့အပေါ်ခရိုင်တီးတီးကလည်းအခုလိုကြေညာချက်တွေထုတ်ပြန်ပြီးသဘောထားဖော်ပြနေရမှာ ကရင်အမျိုးသားလူမျိုးရေးတက်မတော် KNL တက်မဟာတက်နေမြေ KNU တထုံခရိုင်ကလည်းဒီကနေ့မှဒီလိုမျိုးသဘောထားထုတ်ပြန်လာတာပါအခုလိုစစ်တပ်ကကျိုးပန်းနေတဲ့ရွှေကောက်ပွဲဟာဒူဒူကိုလိမ့်လည်လှည့်ပြားမဲ့အတူရောင်ရွှေကောက်ပွဲဖြစ်တာကြောင့်ခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါရယ် ြည်သူလူထုတွေအနေနဲ့လည်းဆရာနာရှင်တက်ဆိုးရှိစီမဲ့အတူရောင်ရွှေကောက်ပွဲမှာပူပေါင်းပါဝင်ခြင်းမပြုဘဲအကြမ်းမဖက်တဲ့အနေနဲ့ဆန့်ကျင်ခြင်းဖြင့်ကိုယ့်ရဲ့မေဆန္ဒမဲတွေကိုအလွဲသုံးစားလုပ်ခွင့်မပြုပေးဖို့ကရင်ညွတ်တထုံခရိုင်ကတိုက်တွန်းထားပါတယ်။စစ်တပ်ရဲ့ရွှေကောက်ပွဲဟာပြည်သူလူထုနားလည်ဖို့ခက်ခဲတဲ့ရှုပ်ထွေးတဲ့ရွှေကောက်ပွဲစနစ်ဖြစ်တယ်လို့ပြောပါတယ်။ဒါပြင်စစ်တပ်လိုအပ်တဲ့အဖြစ်ထုတ်နိုင်တဲ့ electronic မဲပေးတဲ့မဲပေးလုပ်ငန်းစဉ်ဟာတိကျမှန်ကန်ရမယ့်ရလမဟုတ်ဘူးလို့ဆိုပါရယ် မဲဆန္ဒရှင်ပြည်သူလူထုရဲ့ဆန္ဒသဘောထားကိုအလွဲသုံးစားပြုတာဖြစ်လို့စစ်တပ်အလို့ကြလုပ်တဲ့ရွေးကောက်ပွဲသားဖြစ်ကြောင်းပေါ်လွင်နေတယ်လို့လည်း KNU တထုံခရိုင်ကထုတ်ပြန်ပါတယ်။ KNU ခရိုင်တီတီဟာစစ်တပ်ရွေးကောက်ပွဲကိုလက်မခံကြောင်းသဘောထားထုတ်ပြန်ထားသလိုစေုပ်စုရဲ့ရွေးကောက်ပွဲစံချိန်ရေးဆွေးနွေးပွဲတွေကျင်းပပြီးတော့ပြည်သူလူထုကိုအသိပညာပေးနေပါဗျာ။ KNU ဒူဘလရခရိုင်ကကျင်းပတဲ့အစိုးရဒူရွေးကောက်ပွဲဒူနဲ့နိုင်ငံရေးလှည့်စားမှုထောင်ချောက်စကားဝိုင်းဆွေးနွေးပွဲကို KNU ဘဟုကနိုဝင်ဘာ16ရက်နေ့မှာထုတ်ပြန်ခဲ့တာမှာအနာသိန်းစစ်ကောင်စီကြိုးပမ်းနေတဲ့ရွေးကောက်ပွဲကနေတဆင့်စေအုပ်စုအသွင်ပြောင်းအစိုးရပုံစံ ဖြစ်ပေါ်လာရင် ပြည်သူလူထုကိုလက်တလောတတ်ဖြတ်နေတာတွေထက်ပိုတဲ့လောက်ရက်တွေလှုံ့ဆော်ခွင့်ပေးတယ်လို့ဖြစ်စီမယ်လို့ပါဝင်ဆွေးနွေးသူတွေကပြောကြားပါတယ်။ ဆေးဥစုဟာပြည်သူလူထုအပေါ်လှုံ့ဆော်နေတဲ့အကြမ်းဖက်လုပ်ရက်တွေတိတာထင်ရှားနေတာကိုရွေးကောက်ပွဲကျင်းပပြီးဖုံးကွယ်ဖို့လှုံ့ဆော်တာဖြစ်တယ်လို့ KNU ဒုဗလရာခရိုင်ဝင်းရည်မြို့နယ်တွဲဖက်အတွင်ရင်မှုဘဒိုစော့စော့လော်အဲကဆွေးနွေးပြောကြားခဲ့ပါတယ်ရှင်မြစီမာရေဒီယိုရဲ့ဗုဒ္ဓဦးနေ့မနက်ပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ ကရင်မျိုးသားအစီအရုံ KNU ဥက္ကဋ္ဌဟောင်းဘူဂျုတ်ကြီးစောမှုတူစိတ်ဖို့နဲ့ KNU ဒူပလရခရဥက္ကဋ္ဌဟောင်းဘဒူစောရွှေမောင်တို့ကိုအပွဲကနေထုတ်ပယ်လိုက်ကြောင်း KNU ဘဟုပြောရေးဆိုခွင့်ရှိသူဘဒူစောတော်နီကအတည်ပြုပါရယ်ပူဂျုံကြီးစောမှုတူစေးဖို့နဲ့ဘဒူစောရွှေမောင်တို့ဟာ KNU ကချောက်မှတ်တဲ့စီကန်းတွေကိုမလိုက်နိုင်တဲ့အတွက်အဖွဲ့ရဲ့73ကြိမ်မြောက်ဘ ਹੁ အလုံးမှုဆောင်အစည်းအဝေးကနေထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ ကရင်တရင်ရဲ့မြက်တယောက်ကလည်းပြီးခဲ့တဲ့တပတ်လောက်ကကျင်းပခဲ့တဲ့ဘိုလ်လုံးမှုဆောင်အစည်းအဝေးမှာဘူချုပ်ကြီးစောမှုတူစေဖို့နဲ့ဘဒိုစောရွှေမောင်းတို့ကိုထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာလို့သိရတယ်လို့ဆိုပါရယ်အခုလိုမျိုးဥက္ကဋ္ဌဟောင်းတယောက်ကိုအပွဲကထုတ်ပယ်တာဟာပထမဆုံးအကြိမ်ဖြစ်ပြီးတော့အခုလိုဖြစ်ရအပေါ်စိတ်မကောင်းဖြစ်ရပေမဲ့ကာယကံရှင်ရဲ့လောက်ရအပေါ်မူတည်ပြီးဖြစ်ပေါ်လာတာလို့လည်းသူကပြောပါရယ်ဘူချုပ်ကြီးစောမှုတူစေဖို့ဟာ KNU ဥက္ကဋ္ဌအဖြစ်သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူပါ အခုလိုထုတ်ပယ်ရတာဟာစစ်ကောင်စီကဗိုလ်ချုပ်ကြီးစောမှုတူစစ်ဖို့ကိုဝနာကြော်ထင်ပွဲပြရတဲ့ဖြစ်စဉ်တွေစစ်ကောင်စီကျင်းပတဲ့အပြစ်ခတ်ရက်စဲရေး NCA နှစ်ပတ်လည်ပွဲတွေတက်ရောက်တာတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ KNU ဟာစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့အဖွဲ့ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှုတူစစ်ဖို့ကိုစစ်ကောင်ဆောင်မေအောင်လှိုင်က2022ခုနှစ်တကြံအပြီး21ရက်နေ့မှာဝနာကြော်တင်ပွဲပြရခဲ့တာပါ။ ဒီလိုပေးအပ်တာဟာစစ်တပ်ကသွေးခွဲတာဖြစ်တယ်လို့ဘဒုစောတော်နီကပြောပါတယ်ဘူဂျုံကြီးစောမှုဒူစေဖို့နဲ့ဘဒူစောရွှေမောင်းလို့ဟာ2023နှစ်ကုန်ပိုင်းလုံးကလည်းစကောင်းဆောင်မြောင်းလှန်ကိုနေပြီးတော့မှသွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။အဲဒီလိုတွေ့ဆုံမှုဟာ KNU နဲ့လုံးဝမသက်ဆိုင်ကြောင်းဘဒူစောတနစ်ကအဲဒီအချိန်ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ KNU ဟာစစ်အတပ်အာဏာသိမ်းမှုကိုစန့်ကျင်ပြီးပြည်သူနဲ့အတူရပ်တည်တိုက်ပွဲဝင်နေတဲ့အတိုင်းအတာလက်နက်ကန်တပ်ဖွဲ့ဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်မှာစစ်ကော်မရှင်တပ်ရဲ့ဂိတ်စခန်းတွေဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တေဆုံးထိခိုက်မှုရှိတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာကနိုမာလာ၁၈ရက်နေ့မှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့နိုမာလာ9ရက်နေ့ကတောင်သာမြို့နယ်တွင်မြင်းကြံညောင်ဦးပခုတ်ကူလမ်းပိုင်းဘေးမှာရှိတဲ့တမိုက်တာကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်နဲ့ပြူစောတိအင်အား60ဝန်းကျင်ကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကော်မရှင်ဘက်က9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ4ဦးရှိတယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မြင်းကြံမျိုးကနေတက်ကူလာတဲ့စစ်ကော်မရှင်တပ်ကမင်းကြိုရွာနဲ့ကြာဖို့ကြေးရွာဝင်ရောက်ပြီးကြာဖို့ရွာကဒေသခံပြည်သူ25ဦးကိုအာရမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ထပ်မံအတည်ပြုပါရတယ်။ တမိုက်သားကြီးရွာကဂိတ်စကန်ကိုလိုမာလာ9ရက်နေ့ကနောက်တစ်ချိန်ထပ်တိုက်ခဲ့ရမှာစစ်ကော်မရှင်ဘက်က3ဦးသေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့တယ်လို့တောင်တာပါကဖာက ပြောပါတယ်။ဒါပြင်အဲ့ဒီနေ့ကပဲတောင်တာမြို့နယ်ရဲ့အနောက်ဂိတ်ခေါ်တန်လန်းဂိတ်ကိုဝင်ရောက်တိုက်ခဲ့ပြီးစစ်ကော်မရှင်ဘက်က2ဦးသေဆုံးခဲ့တယ်လို့ထိခိုက်တဲ့သူတွေရှိတယ်လို့သိရပါတယ်။စေအောင်စုဘက်ကသေဆုံးမှုနဲ့ထိခိုက်မှုအခြေအနေကိုတော့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ စစ်ကော်မရှင်ရဲ့ဂိတ်စခန်းတွေကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF ညောင်ခရိုင်တပ်ရင်းအမှတ်၅မြင်းညံခရိုင်တပ်ရင်းအမှတ်၃တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့ August လကလေးကစလို့မြင်းညံခရိုင်တွေကတောင်တာမြင်းချံနဲ့နထိုးကြီးမြို့နယ်တွေကိုစစ်ကော်မရှင်ကဒဲမြေစိုးမိုးနိုင်ဖို့အတွက်စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်ခင်ဗျာ။ကရင်မျိုးသားနေကြသောတက် BGF KNA တပ်ဖွဲ့က November 18ရက်နေ့မှာ ကြားဖြတ်နိုင်တဲ့ရဲ့အထူးစစ်စင်ရေးစတင်ပြီလို့မီဒီယာတွေကိုပြောကြားခဲ့မှုအပြီးသူတို့ထင်းချုံနေမြေရွှေကုတ်ကိုမြိုင်ကြီးရွာတဲကအွန်လိုင်းငွေလိမ်ကိန်းသားတွေကညာရင်းချင်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒေတာခန်နေစီကလည်းသိရပါဗျ။ထွက်ပြေးတိမ်းရှောင်သူအများစုဟာတရုတ်လူမျိုးတွေဖြစ်ပြီးတော့တရုတ်စာနဲ့ရေးသားကြော်ညာထားတဲ့ဆိုင်ဆိုင်ပုတ်တွေကိုလည်းအမိုးကာရီနဲ့ဖုံးအုပ်ထားတယ်လို့သိရပါဗျ။ site ၄၅နဲ့ဟုံထူးဘက်တွေနဲ့ပန်းချန်နာကနေရာ site တွေမှာပွက်လို့ရှိုက်နေကြတယ်လို့မျက်မြင်တွေ့ရှိသူတယောက်ကမင်းသမားကိုအတည်ပြုပြောပါရယ်။ရွှေကုတ်ကို Facebook group မှာလည်းကားငှားလိုက်သူတွေကကြော်ညာ post တွေစတိုက်တင်နေပြီးတော့ online ငွေလိမ်လည်တဲ့အဆောက်အုံရှိမှလူခေါ်ပေးနေတယ်လို့လည်းသိရပါရယ်။ BGF ရဲ့ခေါ်ဆောင်မှုနဲ့ရွှေကုတ်ကိုမြိုင်တက်ကိုစကောမရှင်တက်ရောက်လာတဲ့ဆိုတဲ့သတင်းဟာ November 18ရက်နေ့ညနေမှာထွက်ပေါ်လာပြီးတဲ့နောက်ဒီလိုထွက်ပြေးတင်းရှောင်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ် ညမာပါဝင်နိုင်ငံသားတချို့ဟာအွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အုံတဲမှာပိတ်မိနေတာတွေရှိပြီးတော့လုံခြုံရေးအဖွဲ့တွေကတကားတော့ခတ်ထားတယ်လို့သိရပါဗျ။ဒါပေမဲ့တရုတ်လုပ်ငန်းရှင်တွေကတော့ထွက်ပြေးတင်းရှောင်နေပြီးအလုပ်သမားအများစုကတော့ပိတ်မိနေကြတာပါ။ကျမတို့ကိုအပြန်ထွက်ခွင့်မပေးဘူးတကားတွေအကုန်တော့ခတ်ထားတယ်အထဲမှာတရုတ်တွေတော့မရှိတော့ဘူး။ကျမတို့မြန်မာနဲ့တခြားနိုင်ငံသားတွေပဲရှိတော့တယ်အစောင်းအုံကိုမိပိတ်ထားတယ်ဖုန်းသုံးခွင့်မပေးဘူး ကျမစိတ်ထင်တရုတ်တွေကိုလွှတ်အောင်လုပ်ပြီးတော့ကျမတို့ကိုတစ္ဆကန်သဘောလုံမလားမသိဘူးလို့အသက်22နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ယောက်ကပြောပါရယ်။အမေရိကန်နိုင်ငံကမြန်မာအပါအဝင် လာအိုကမ္ဘောဒီးယားနိုင်ငံနဲ့အရှေ့တောင်အာရှနိုင်ငံတွေကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက် Scam Center Strike Force အဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရဲ့ဌာနက November 12ရက်နေ့မှာတရားဝင် ထုတ်ပြန်ကြေညာခဲ့ပါရယ်။ ဒါအပြင်နိုဝင်ဘာ14ရက်နေ့မှာလည်းတရုတ်နိုင်ငံကဥဆောင်ပြီးတော့မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်အပါအဝင်နိုင်ငံ၆နိုင်ငံကဝင်ကြီးအဆင့်အစည်းအဝေးပြုလုပ်ပြီးတော့အွန်လိုင်းငွေလိမ်လုပ်ငန်းကိုပူးပေါင်းနိုင်နေမှာဖြစ်တယ်လို့သဘောတူခဲ့ပါတယ်။စစ်ကောင်မရှင်ကကောင်းဆောင်မြောင်းလှိုင်ကလည်းပြီးခဲ့တဲ့နိုဝင်ဘာ15ရက်နေ့မှာကရင်ပြည်နယ်ဖအံခရီးစဉ်မှာအွန်လိုင်းငွေလိမ်လေတဲ့လုပ်ငန်းကိုအမျိုးသားရေးတရက်အနေနဲ့နှိမ်နင်းမယ်လို့ပြောဆိုခဲ့ပါတယ်ရှင်။မြန်မာကအသက်9နှစ်ယောက်ကလေး ကိုဝန်ဆောင်တဲ့နိုးတိုက်မိခင်၄သိန်းတောင်းကျော်ဟာပြင်းထန်အာဟာရချို့တဲမှုကြုံရနိုင်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကနိုမာလာ၁၉ရက်နေ့မှာတတိပေးထုတ်ပြန်လိုက်ပါတယ်။ခိုင်မာတဲ့အာဟာရနဲ့လူသားစာနာအထောက်ပံ့နေချက်ချင်းလိုအပ်နေတယ်လို့ UNOCHA ကထည့်ပြောထားပါတယ်။ အခုနှစ်နှစ်လယ်ပိုင်းကနေ လာမယ့်2026မေလအတွင်းပြင်းထန်အာဟာရချို့တဲ့တာကိုကြုံလာရနိုင်တဲ့အကြောင်းကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ဒီလာအတွင်းထုတ်ပြန်ခဲ့တဲ့ Hunger Hotspot အစီရင်ခံစာကိုအခြေခံပြီးပြောလာတာဖြစ်ပါတယ်တနိုင်ငံလုံးအနေနဲ့လည်းမြန်မာဟာစားလောင်မုတ်တိတ်မှုအခြေအနေမှာအလွန်ဆိုးရင်စရာကောင်းတဲ့အဆင့်တက်မှတ်ချက်ဝင်6နိုင်ငံတွေကတနိုင်ငံဖြစ်လာတယ်လို့ဆိုပါတယ် အစာအိမ်စာမလုံလောက်မှုကြုံနေရတဲ့နိုင်ငံ16နိုင်ငံထဲမှာလည်းမြန်မာဟာအဆိုးရွားဆုံးအဆင့်နဲ့ပါနေတယ်လို့ WFP နဲ့ FAP ရဲ့နိုမာလာ17ရက်နေ့ပူးပေါင်းထုတ်ပြန်ကြမှာဖော်ပြပါရတယ်။လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခစီးပွားရေးကျဆင်းမှုနဲ့တဘာဝဘေးတွေဖြစ်တဲ့ရေကြီးရေရှမ်းမှုတွေကြောင့်မြန်မာကအစာရေစာမလုံလောက်မှုအနေနဲ့ပုံမြင်မှာလာစေလိမ့်မယ်လို့ UNOCHA ကဆိုပါတယ်။ ီနှစ်စက်တင်ဘာကနေအောက်တိုဘာလအထိခံမှန်းချက်အရလူ17တသမ8တန်းဟာလုံလုံလောက်လောက်မစားနိုင်ကြတော့ပဲလူတသန်းဟာအရေးပေါ်အခြေအနေကိုရောက်နေကြပြီလို့ထုတ်ပြန်ကြမှာဆိုထားပါတယ်။ဒီအခြေအနေကြားမှာမြန်မာအတွက်လူသားစာနာအကူအညီရရှိမှုကလည်းတဟုန်ထိုးကျဆင်းနေပြီးလိုအပ်တဲ့ရန်ပုံငွေရဲ့15ရာခိုင်နှုန်းပဲရရှိနေတယ်လို့ UNOCHA ကနိုမာလာ18ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ မြစည်းမရေဒီယိုရဲ့ဗုဒ္ဓဦးနေ့မနက်ပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုဆက်လက်နာဆင်ရပါပါ thank you လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ကြိုးမိပေးခဲ့ပြီးနိုင်ပိုင်းအကြာမှာပဲဖြုတ်ချခံဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုပြန်လည်လွှဲပြောင်းပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယနိုင်ငံကိုတင်းလာနေမှာတောင်းဆိုလိုက်ပါတယ်။ဟာစီနာရဲ့အာဏာရှင်အုပ်ချုပ်မှုကိုအိန္ဒိယနိုင်ငံကထောက်ခံအားပေးခဲ့ပြီး2024ခုနှစ်ဩဂတ်လလူမှုအုံကြွမှုအပြီးအသက်88နှစ်အရွယ်ဝန်ကြီးချုပ်ဟောင်းဟာပြုတ်ကြကအိန္ဒိယနိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့သူဟာပုံအောင်နေထိုင်ခဲ့ရပြီးအိန္ဒိယနိုင်ငံနှစ်ခုအကြားလဲဆက်ဆံရေးဟာဆိုးရွာလာခဲ့ပါတယ်။ဒါကမှရှိတဲ့တရားရုံးကတိန်လာနေမှာဟာစီနာနဲ့ပြည်ထရေးဝန်ကြီးဟောင်းအဇက်ဇူဇာမန်ခန်ကာမာကိုမျက်ကွယ်မှာတည်တံချမှတ်ခဲ့ပါတယ်။ပြီးကြတဲ့နေ့ကဖြစ်ပွားခဲ့တဲ့ចောင်းသားတွေဥဆောင်တဲ့လူမှုအုံကြွားမှုကိုနှိမ်နင်းရမှာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ကြောင်းတရားရုံးကအမိန့်ချခဲ့ပြီးတဲ့နောက်အဲ့ဒီလိုတည်တံချမှတ်လိုက်တာဖြစ်ပါတယ်။ ပြည်ထောင်ဝင်ကြီးဟောင်းဘယ်နေရာမှာရှိနေတာကိုတော့မသိရသေးပါဘူး။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့အိန္ဒိယနိုင်ငံမှာရှိနေတယ်လို့ပြောပါတယ်။ပြည်ထောင်ကျတရားခဏအုပ်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေစီချက်ချင်းလွှဲပြောင်းပေးဖို့ကျွန်တော်တို့အိန္ဒိယအစိုးရကို တိုက်တွန်းပါတယ်လို့ဒါကမှရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြီးပြောထားပါတယ်။ဒါဟာအိန္ဒိယအစိုးရထမ်းဆောင်ရမယ့်တာဝန်ဖြစ်ကြောင်းလည်းပြောထားတာပါ။ အဲ့ဒီအပြစ်ကြတရားခဏ်တွေကိုခေလုံးဝင်ပေးတာဟာအလွန်အမင်းမိတ်ဆွေမဆန်မှုဖြစ်ပြီးတရားမျှတမှုကိုလည်းစော်ကားရရောက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကသတိပေးထားပါတယ်။အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကတော့ဟာစီနာပေါ်ချမှတ်လိုက်တဲ့တရားရုံးအမိန့်ကိုသိရှိမှတ်သားထားတယ်ဆိုပြီးပဲပြောပါတယ်။ အိန္ဒိယနိုင်ငံဟာငြိမ်းချမ်းရေးဒီမိုကရေစီရေးအားလုံးပါဝင်ရေးနဲ့တည်ငြိမ်ရေးတို့အပါအဝင်ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့အကောင်ဆုံးအကျိုးစီးပွားကိုအမြဲတမ်းအလေးထားပါတယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပေမဲ့လွှဲပြောင်းပေးနိုင်ွယ်ရှိတဲ့ကိစ္စကိုတော့တိုက်ရိုက်ရည်ညွှန်းဖော်ပြထားတာမရှိခဲ့ပါဘူး။ယူကရိန်းအရှေ့ဘက်မှာရှိတဲ့နောက်ထပ်ကြီးရွာ၃ရွာကိုရုရှားစစ်တပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ မော်စကိုမှာရှိတဲ့ကာကွယ်ရေးဝန်ကြီးဌာနကသတင်းစာမျှကပြောပါရယ်တဟားအခုနောက်ဆုံးပြင်းထန်တဲ့ခြေစစ်တွင်တင်ပိုက်နိုင်ခဲ့တာဖြစ်ပါရယ်တမ်းပြည်ရဲ့စွရင်အခြေခံအဆောင်တွေဖြည့်ဆည်းခံရပြီးတော့အင်အားပြုံးတိလာနေတဲ့စစ်တပ်အတွက်ထောက်ခံအားပေးမှုရဖို့ယူကရိန်းသမ္မတဗိုလိုမာတီမာဆဲလန်စကီ ဥရောပမဟာမိတ်တွေထံခီးလှည့်လည်နေတော့ တိုင်းပြည်ရဲ့စွမ်းရည်အခြေခံအဆောက်အုံတွေဖြည့်ဆည်းခံရပြီးအင်အားပြုံးသီးလာနေတဲ့စစ်တပ်အတွက်ထောက်ခံအားပေးမှုရဖို့ယူကရိန်းသမ္မတကဥရောပမဟာမိတ်တွေစီကိုခရီးလက်လည်နေတော့ဒီလိုရုရှားရဲ့စစ်ချီတရင်ထွက်ပေါ်လာတာပါတနီပရိုပက်ထရိုဒေတာဂိုင်းပလာတိုနက်ကဒိုနက်ဒေတာ ဂျီဗိုရီချက်စကီကာကဖ်စားရဲ့ဒေတာရီကိုသူတို့ရဲ့တပ်ဖွဲ့တွေတင်ပိုက်နိုင်ခဲ့တယ်လို့မော်စကိုကပြောပါရယ်အဲ့ပြောဆိုချက်တွေကို AFP ကစစ်ဆေးအတည်ပြုနိုင်တာမရှိသေးပါဘူး2022ခုနှစ်ဖေဖော်ဝါရီလကရုရှားကတခွင်တပြီလုံးထိုးစစ်ကြီးစတင်ဆင်နွှဲစကြရေကယူကရိန်းအရှိတ်ပတ်ချန်ဒေတာအများစုဟာဖြက်စီးချိန်မုန်းခံခဲ့ရပြီဖြစ်ပါတယ်လူပေါင်းတောင်းချီ တည်ဆုံးခဲ့ရပြီးတော့တန်ပေါင်းများစွာအိုးအိမ်ဆွန်ခွာထွက်ပြေးခဲ့ကြပါရခင်ဗျာပြည်စီမာရေဒီယိုရဲ့ဗုဒ္ဓဦးနေမနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရတာပါအခုကတော့ပြည်တွင်းသတင်းလွှာရဲ့လဲပါဆေးအုပ်စုကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုကြိုတင်မဲ့ပေးဖို့အတွက်ចောင်းသူចောင်းသားတွေကိုစစ်ကောင်စီကအတင်းအကျပ်ဖိအားပေးလှုံ့ဆော်လာနေပါတယ် တနင်္လာရီတိုင်းနဲ့ AR တိုင်းတွင်းမှာရှိတဲ့တက္ကသိုလ်တွေကအကြောင်းသားအကြောင်းသူတွေကြိုတင်မဲ့ပေးနေတဲ့အကြောင်းကိုလည်းစစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာဖော်ပြထားကြပါတယ်။တက္ကသိုလ်တက်ရောက်နေတဲ့အကြောင်းသူအကြောင်းသားတွေအပြင်ကိုဗစ်ရောဂါနဲ့အခြားကိစ္စရပ်တွေကြောင့်အခြေခံပညာစာသင်ကျောင်းတွေမှာတက်ရောက်နေဆဲဖြစ်ပြီးအသက်18နှစ်ပြည့်သွားတဲ့အကြောင်းသားအကြောင်းသူတွေကိုပါကြိုတင်မဲ့ပေးဖို့အတွက်ရက်ွက်အုပ်ချုပ်ရေးမှုတွေကဖိအားပေးစီခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ ဆဲအိုစုခန့်အုပ်ချုပ်ရေးမှုတွေဟာဂျိုတင်မဲတွေကိုစတင်ကောက်ခံနေပြီးရက်ကွက်ဂျေးရွာတွေအတွင်းမှာရှိတဲ့အသက်18နှစ်ပြည့်ပြီးသူလူငယ်တွေကိုမဲယုံကိုလာရောက်ပြီးမဲပေးမှုထက်ဂျိုတင်မဲပေးဖို့ကိုသာဖိအားပေးတောင်းခံနေတာပါတက္ကသိုလ်ကျောင်းတွေကကျောင်းသားကျောင်းသူတွေသာမကပဲတက္ကသိုလ်ဆရာဆရာမတွေနဲ့တက္ကသိုလ်ပညာရေးဝန်ထမ်းတွေလည်းဂျိုတင်မဲပေးရမယ့်အစီအမပါဝင်တယ်လို့သိရပါတယ်အာနာသိစစ်တက်ကပြုလုပ်မဲ့ရွေးကောက်ပွဲပထမပိုင်းဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့ဖြစ်တဲ့အတွက် ကျောင်းတက်ရမယ့်ရက်ဖြစ်နေတာကြောင့်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသားကျောင်းသူတွေအနေနဲ့ကျွတ်တင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတာဖြစ်ပါတယ်ဒီစီမာရေဒီယိုရဲ့ဗုဒ္ဓဦးနေ့မနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရတာဖြစ်ပါတယ်။သတင်းတွေပြီးမှာတော့ Key to Heart ကျမရေးစီစဉ်ကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ င်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုနောက်ပိုင်းမှာလူဆယ်ယောက်မှတစ်ယောက်လောက်ဖြစ်ပေါ်နေတဲ့ ADHD လို့ခေါ်တဲ့အာရုံကြောပြဿနာအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဗီဒီယိုမှာ ADHD ရဲ့အဓိကလက္ခဏာတွေ ADHD ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ ADHD ကုသမှုအဆရှိတဲ့အကြောင်းတွေကိုဆက်ဆက်ပြီးတော့အခမ်းအနားကဏ္ဍတွေအားလုံးကိုကြည်ကြည်ပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ ADHD ဆိုတာဘာလဲနဲ့အဓိကလက္ခဏာတွေအကြောင်းကိုစတင်ဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ ADHD ဆိုတာပါလေ ADHD attention deficit hyperactivity disorder ဆိုတာကအာရုံစူးစိုက်မှုချို့ယွင်းပြီးတော့တက်ကြွလွန်ရောဂါဖြစ်ပါတယ်ဒါဟာမွေးရပါဒါမှမဟုတ်ငယ်စဉ်ကတည်းကစတင်တက်တဲ့အုံနှောက်ရဲ့အာယုံကြောဆိုင်ရာဖွံ့ဖြိုးမှုချွတ်ယွင်းချက်တစ်ခုလည်းဖြစ်ပါတယ်။ ADHD ရဲ့အဓိကလက္ခဏာများအာယုံစူးစိုက်မှုချွတ်ယွင်းခြင်း inattention စိတ်ပြန့်လွယ်ခြင်းအာယုံဆက်ရခက်ခြင်းတေချာဂရုမစိုက်နိုင်ခြင်းအမားယွင်းများခြင်း စကားပြောတာကိုနားထောင်ရင်အလုံးအယုံပြန့်လွယ်ခြင်းကြုံကြားချက်တွေကိုလိုက်နာဖို့ခက်ခြင်းအလုတ်တာဝန်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ခက်ခဲခြင်းအလုတ်တွေအချိန်စရားတွေကိုစီမံခန့်ခွဲဖို့ခက်ခြင်းစာသင်ခန်းထဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုမေ့လျော့ခြင်းနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမေ့တက်ခြင်းစိတ်ရှုပ်ထွေးလွယ်ခြင်းရေရှည်စဉ်းစားရတဲ့အလုတ်တွေကိုရှောင်ကျဉ်ခြင်းတို့ဖြစ်ပါတယ်အပြုတ်မှုထင်းချုပ်ရခက်ခြင်းနဲ့တက်ကြွလွန်ခြင်းတနေရာထဲမှာကြွကြထိုင်နိုင်ဖို့ခက်ခဲခြင်း ထိုင်ရာကနေမကြခဏထခြင်းပြေလွှာခြင်းတက်ကြွနေခြင်းအတံမြေတဲ့အယုတ်ဂိမ်းတွေနဲ့ဆော့ကစားရတာစိုက်နှစ်သက်ခြင်းတခြားသူတွေစကားပြောနေတဲ့အချိန်မှာကြားဖြတ်ခြင်းစကားဝင်ပြောခြင်းမိကုမပီးခင်အဖြေကိုကြိုတင်ပြောခြင်းစောက်စားဖို့အတွက်ခက်ခဲခြင်းဥပမာသူများစကားပြောပြီးတာကိုစောင့်မနေတတ်တာသူများရဲ့အလုပ်တွေကိုဝင်ရောက်ဆွတ်ဖက်တာတို့ဖြစ်ပါတယ် ADHD အမျိုးအစားတွေကတော့အာရုံစူးစိုက်မှုချုပ်ရင်းချက်ပိုများတဲ့အမျိုးအစား အာယုံစွန့်ဆိုင်မှုချုပ်ယင်းခြင် inattention ထက်ကမှလက္ခဏာတွေကပိုပြီးတော့ထင်ရှားနေခြင်းတက်ကြွလွန်ပြီးတော့အပြုတ်မှုထင်းကျောက်ရခတ်တဲ့အမျိုးအစားအပြုတ်မှုထင်းကျောက်ရခတ်ခြင်းနဲ့တက်ကြွလွန်ခြင်းကနေလက္ခဏာတွေပိုမှုထင်ရှားနေတာပေါင်းစပ်အမျိုးအစားအမျိုးအစားနှစ်ခုစလုံးရဲ့လက္ခဏာတွေရောနှောနေတာအခုနောက်ပိုင်းမှာအဖြစ်အများဆုံးအမျိုးအစားလေးဖြစ်ပါတယ် ဆက်လက်ပြီးတော့ ADHD ရဲ့အကြောင်းရင်းတွေကုသမှုတွေအသက်အရွယ်လောက်ဖြစ်ပွားမှုအခြေအနေနဲ့ ADHD ရဲ့ရောဂါကြောင့်နောက်ဆက်တွဲဖြစ်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ADHD ဖြစ်ရတဲ့အကြောင်းရင်းများအကြောင်းရင်းအတိအကျကိုတော့လေ့လာတွေးရှိထားတာမရှိသေးပေမဲ့အခုဖော်ပြမယ့်အချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။မျိုးရိုးဗီဇမိသားစုရဲ့မှာ ADHD ရှိတဲ့သူရှိရင်ဖြစ်နိုင်ခြင်းပိုများပါတယ်။အုံနှောက်ရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက် အုံနောက်ရဲ့အာယုံစူးဆိုင်မှုဆုံးဖြတ်ချက်ချမှုနဲ့ထိန်းချုပ်မှုကိုစီမံတဲ့နေရာတွေမှာခြားနာချက်ရှိခြင်းပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုဝင်ဆောင်နေတဲ့အချိန်မှာစလိတ်တောက်တာအရက်တောက်တာငွေကင်းစကလေးကိုအစိတ်တင့်စေတတ်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မှုရှိတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ADHD ကုသမှု ADHD ကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းမရှိသေးပါဘူး။ဒါပေမဲ့ယောဂလက္ခဏာတွေကိုထိရောက်စွာထိန်းချုပ်ကုသနိုင်ပါတယ်။စေဝါကုသမှု အယုံစူးစိုက်မှုကိုမြှင့်တင်ပေးပြီးတော့တက်ကြွလွန်နာကိုထိမ့်ချုပ်ပေးတဲ့စီဝါရီနဲ့ကုသနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာကုတုံးများအပြုတ်မှုဆိုင်ရာကုတုံးစိတ်ပိုင်းဆိုင်ရာစိတ်ပညာပိုင်းဆိုင်ရာပံ့ပိုးမှုများမိသားစုကုတုံးလူမှုရေးကျွမ်းကျင်မှုဆိုင်ရာသင်ကြားပေးခြင်းတို့လည်းကုသပေးနိုင်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းအာဟာရညီညွတ်စွာစားသုံးခြင်းကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းအိပ်ရေးဝအောင်အိပ်ခြင်းချိန်စရာဆွဲခြင်းတို့နဲ့လည်းကုသနိုင်ပါတယ်။ ADHD ဟာကလေးဘဝမှာစတင်ဖြစ်ပွားတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။အဖြစ်အများဆုံးအသက်အရွယ်ရောဂါလက္ခဏာစတင်ချိန် ADHD ရဲ့ရောဂါလက္ခဏာတွေဟာကလေးအသက်၃နှစ်ကနေ၆နှစ်အတွင်းမှာစတင်လေ့ရှိပါတယ်။ရောဂါရှာဖွေတွေ့ရှိခံရချိန်ကလေးတွေကိုကျောင်းနေအရွယ်အသက်6နှစ်ကနေ12နှစ်အတွင်းမှာ ADHD အဖြစ်အများဆုံးရောဂါရှာဖွေတွေ့ရှိရပါတယ်။ အကြောင်းရင်းကတော့အဲ့ဒီအရွယ်တွေမှာကလေးတွေဟာចောင်းစားတက်ရပြီးတော့အာယုံစိုက်ပြီးစာတန်ရတာထိုင်နေရတာစီကန်းတွေလိုက်နာရတာစတဲ့လိုအပ်ချက်တွေများလာတာတွေကြောင့်သူတို့ရဲ့အာယုံစူးစိုက်မှုနဲ့တက်ကြွလွန်တဲ့ပြဿနာတွေကပုံမထင်ရှားလာတတ်လို့ဖြစ်ပါတယ်။ဆရာဆရာမတွေဒါမှမဟုတ်မိဘတွေကဒီလက္ခဏာတွေကိုသတိထားမိပြီးတော့ကျန်းမာရေးပညာရှင်တွေစီကိုခေါ်ဆောင်သွားလို့ရှိပါတယ်။သတိထားရမယ့်အချက်ကတော့ ADHD ဟာကလေးတွေမှာပဲဖြစ်တဲ့ကြီးလာရင်ပျောက်သွားတယ်ဆိုတဲ့အယူအဆဟာမှားယွင်းပါတယ်။ လူကြီးအများစုမှာယောဂလက္ခဏာတွေတက်တာသွားတက်ပြီးမြဲလူကြီးတွေမှာဆိုရင်အာယုံဆိုင်ရခတ်တာအချိန်စီမံခံခွဲရခတ်တာစိတ်တူလွဲတာစတဲ့လက္ခဏာတွေပိုပြီးတော့ထင်ရှားတတ်ပါတယ် ADHD ရဲ့ယောဂကြောင့်ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲဖြစ်နိုင်တဲ့အဆိုးကျိုးများ ADHD ရဲ့အဓိကပြဿနာကအုံနှောက်ရဲ့စီမံခန့်ခွဲမှုစနစ် executive functions ချုံရွင်းနေတာဖြစ်တဲ့အတွက်ဘဝရဲ့နေရာဆုံးမှာအခက်အခဲတွေပေါ်လာတတ်ပါတယ်။ ကျောင်းသားဘဝမှာဆိုရင်စာမေးပွဲကြရှုံးတာကျောင်းထွက်ခြင်းစိတ်ဖြစ်တာတငယ်ချင်းနဲ့အဆင်မပြေတာခွဲခြားဆက်ဆံခံရတာကိုယ့်ကိုယ်ကိုယုံကြည်မှုနှေးပါလာတာစိတ်ကြဝေဒနာစိုးရိမ်ပူပန်မှုများတာတွေကချက်ချင်းဖြစ်နိုင်ပါတယ်အလုတ်သမားဘဝမှာဆိုရင်တော့အလုတ်ပြုတ်တာအလုတ်မကြခဏပြောင်းတာအချိန်မလေးစားတာလစာနှိပ်တာလုံဖို့ကင်ဖက်တင်တဲ့ပြိပခဖြစ်တာငွေကြေးစီမံခံကွက်မှုညံ့ပြန်တာအကျွေးတင်တာတွေဖြစ်နိုင်ပါတယ် လူမှုရေနဲ့မိသားစုဘဝမှာဆိုရင်တော့မိသားစုထဲမှာအငင်းပွားမှုများတာကားတိုက်မှုအန္တရာယ်များတာဆွဲလန့်မှုပြဿနာတွေဥပမာစလိတ်အရက်ကွန်ပျူတာဂိမ်းတို့ဖြစ်ပါတယ်စိတ်ကြမ်းမှရေဆိုးပြားခြင်းတို့လည်းဖြစ်ပေါ်နိုင်ပါတယ်ရှင် အထူးသတိထားရမယ့်စိုးကြိုးများကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးတာကလေးဘဝကလေးကမင်းကညံ့နေမင်းကဂရုမစိုက်ဘူးဆိုတဲ့ဇာတ်တွေကိုအချိန်ချင်းကြားရပြီးတော့ကိုယ့်ရဲ့စွမ်းရည်ကိုမကြုံကြည်တော့တဲ့ self esteem ပြဿနာဖြစ်လာတတ်ပါတယ်ဆွဲလန့်မှုများ ADHD ရှိတဲ့သူတွေဟာသူတို့ရဲ့စိတ်ကြေနပ်မှုအတွက်ဆွဲလန်းမှုတွေဖြစ်ဖို့လွယ်ကူပါတယ်။စလိတ်၊ရက်၊မူးယစ်ဆေး၊ဂိမ်း၊လောင်းကစားစတာတွေကိုဆွဲလန်းနိုင်ခြင်းပိုများပါတယ်။တခြားစိတ်ရောဂါများပူးတွဲဖြစ်ပွားခြင်း ADHD တခုတည်းကိုတော့မကူပဲထားလို့ရှိရင်စိုးရိမ်ပူပန်မှုတွေများတာ anxiety စိတ်ကြယောဂ depression စိတ်ဆိုးလွယ်တဲ့ irritability တို့လိုမျိုးနောက်ဆက်တွဲစိတ်ကြမ်းမာရေးပြဿနာတွေထပ်ဆင့်ဝင်လာတတ်ပါတယ်။အဲဒီစိုးကျိုးတွေအားလုံးကကုသနိုင်ပါတယ်။ ADHD ကိုဆေးဝါးအပြုမှုဆောင်ရာကုတော့လူနေမှုပုံစံပြောင်းလဲတာတွေနဲ့ထိထိရောက်ရောက်ကုသနိုင်ပါတယ်။စောစောသိပြီးတော့စောစောကုသတာကဒီနောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်ရမှာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ADHD မှာကလေးတွေမှာတမကပဲလူကြီးတွေမှာလည်းရှိနေတတ်တာကြောင့်စောစောစစ်စစ်သိပြီးတော့တင့်တော်တဲ့ကုသမှုခံယူခြင်းဖြင့်ចောင်းစာတွေအလုပ်ခွင်တွေနဲ့လူမှုဆက်ဆံရေးတွေမှာပုံမကောင်းမွန်စွာရပ်တည်နိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းမားတွေကနေပြီးတော့ကိုးကားထားတာဖြစ်ပါတယ်။ နောက်ဘက်တွေမှာလည်းကျမတို့ရဲ့ K2 Health စီစဉ်ကနေပြီးတော့အမျိုးသမီးကလေးတွေနဲ့ကျန်းမာရေးအလှပဆိုင်ရာဆောင်းပါးတွေနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ပါရရှင် ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်ွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FN Facebook Page က Messenger နဲ့မြစည်းမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ မြစီမရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းအနေဖြင့်ဒီပီကိုစိတ်နှပါကြမှာချမ်းသာပါစေလို့မြစီမရေဒီယို ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမဲ့မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူတွေအားလုံးကြမ်းမာကြပါစေခင်ဗျာ thank you